သူများကိုပြောချင်လို့ရှိရင်ကိုယ့်ကိုပြန်ကြည့်ရမယ်ကိုယ့်ကိုပြန်ချက်လို့သူများကိုပြောတော့မယ်ဆိုရင်ကိုယ့်ကိုပြန်ကြည့်တယ်ပြန်မကြည့်ပဲနဲ့သူများကိုသာတစ်ဖက်သက်ဆုံးမတဲ့သူတတိပေးတဲ့သူဆိုလို့ရှိရင်အပြောသမားတက်တက်ဖြစ်သွားတယ်လူလောကထဲမှာအပြောသမားတက်တက် ပြောတာနဲ့လှုပ်ထမ်းနဲ့မခိုက်တဲ့လူတယောက်ဒီလိုအခြေအနေမျိုးရောက်သွားရတယ်တကြောင်မို့တတိပေးတယ်လူတွေဆိုတာယထာဝရီတထာကာရီကိုပြောတဲ့တိုင်းလှုပ်ရမယ်ကိုလှုပ်တဲ့တိုင်းနဲ့ပြောရမယ်အလုတ်ကတခြားပြောရတခြားမဖြစ်စေရဘူးတဲ့အဲ့ဒါကိုတတိပေးဆုံးမတဲ့အနေနဲ့အတ္တနာမေဝပထမံ ပတိရူပေနိဝေတေသူများကိုပြောချင်ရင်သူများပြောဖို့အသာထားကိုကိုကိုစမှတ်ကြအောင်ရင်းလှုပ်လိုက်အောင်သူဆိုလို့ပဲနော်ကိုကိုစမှတ်ကြအောင်နေကြည့်လိုက်အောင်မြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်သွားတာငယ်ငယ်တုန်းကဟိုးတခါကြီးတယောက်ပြောဦးတယ်ဟုတ်အင်္ဂလိပ်တွေဟာတဲ့ မပြည့်အုပ်ချုပ်တဲ့ခံပါသူတို့နိုင်ငံမှာတော့သူတို့နေခြင်းသူတို့နေတယ်ဗမာပြည့်အုပ်ချုပ်တဲ့ခံမှာဒေသသားတွေဗမာလူမျိုးတွေကသူတို့ကို လေးစားအောင်လို့ဆိုပြီးစပင်းကိုလည်းကြော့နေအောင်ဖိထားအဝတ်စားကိုလည်းတတ်တတ်ရရနေတိုင်းနဲ့ပန်းနဲ့ဘုရားအင်္ဂလိပ်တွေကအဲ့ဒါလိုနေတယ်လို့အင်္ဂလိပ်လက်ထက်တုန်းကစစ်ကဲရာထူးထီအောင်ရရှိတဲ့ တကကြီးတယောက်ကဘုန်းကြီးကိုရှောက်ဖို့တယ်အဲ့သူကအင်္ဂလိပ်စာတက်အမှုတန်းကောင်းပေါ့နော်အဲ့ဒီကရဲ့ပြောတယ်အင်္ဂလိပ်တွေကတဲ့ဒေသလူတွေသူတို့ကိုအထင်ကြီးအောင်လေးစားအောင်သူကဘယ်တော့မှကိုယ်ကမနေဘူးတဲ့ဘယ်တော့မှကိုယ်ကမနေဘူးစားလဲစတိုင်းနဲ့နော်နေလဲစတိုင်းနဲ့လူထင်ကြီးအောင်ပေါ့သူတို့က ဒါကိုကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်။ဒါပေါ်အဲ့ဒီကလာတာစမတ်ကြကြနေတယ်ဆိုတာ။အဲ့စမတ်ကြကြနေတယ်ဘူဆန်းနေတို့ဘာလို့ပြောကြပြန်တာပေါ့နော်ဘုရားကြီးက။အဲ့င်္ဂလိပ်ကိုဘူလို့ခေါ်တာ ਨੇ တပါးတယ်။ဘူကလည်းပဲနှစ်ဘူရှိတယ်ဘူပြူနဲ့ဘူမဲ။ဟိုတချင်းဆိုတဲ့လူပြောတာမဟုတ်ဘူး။ဘာလို့ဘူပြူဘူမဲဖြစ်သွားတော့ဆိုတော့အင်္ဂလိပ်တွေက ဗမာပြည်ကိုအုပ်ချုပ်တဲ့အခါမှာအိန္ဒိယကလားတွေနဲ့အုပ်ချုပ်တာအိန္ဒိယလူမျိုးတွေခေါ်လာတာအဲ့ဒါဘိုးဘဲတွေပါလာအစင်းသားချီအဖြူတွေကနံပါတ်1ခေါင်းဆောင်လုပ်ပြီးတော့အမဲတွေကသူ့လက်အောက်ကနေတဆင့်အုပ်ချုပ်တာအဲ့ကြောင့်မို့သူတို့လုတ်သွားတဲ့ဟာအတူခိုးစရာတွေလည်းရှိတယ်လို့ပြောကြတယ် အဲ့ဒီရှေ့ခင်မိတဲ့လူကြီးတွေပေါ့နော်သူတို့ကတဲ့သူတို့ကိုလေးစားအောင်လို့ဆိုဘယ်ခါပဲဖြစ်ဖြစ်နေတာထိုင်တာဟာစတိုင်နဲ့နေတယ်စကားပြောရင်လည်းတတ်တရဲ့ပြောတယ်ပြောရင်မပြောဘူးသူတို့ကိုခံညာထဲဝါစွာနေပြပြီးတော့အရှိန်ဝါကို ပြပြီးတော့ဒီလိုအုပ်ချုပ်သွားတာဒါလည်းဟုတ်တာပဲနော်ဒါလည်းလှုပ်တဲ့လှုပ်ထိုင်တဲ့လှုပ် ကိုယ်ကမနေဘူးစမတ်ကြကြနေတယ်စတိုင်းကြကြနေတယ်နေပြီးရင်တောကလူတွေလေးစားအောင်သူနေရမယ်နေဖို့ထိုင်မှုအဲ့ဒါကိုမြတ်စွာဘုရားကလည်းဟောတာချစ်အတ္တနာမေဝပထမံပတိရူပေနိဝေတေတဲ့ကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်လုပ်တာတဲ့ကိုယ့်ကိုယ်ကိုအရင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဥပမာကိုယ်ကိုယ်တိုင်ကဟုတ်လားကိုကျင်းသီလဆောင်တည်တယ်ဥပုံနေတယ်ဥပုံဆောင်တယ် ဒီလိုပေါ့ကိုကိုတိုင်းကအများကအားကြလောက်အောင်နေပြနေပြပြီးတော့မှအထင်ညမနုတာသေးရတယ်အဲ့ဒီနောက်မှ သူများကိုဆုံးမပါကိုနေတယ်လို့သူများကိုနေနိုင်အောင် ဆုံးမပါအဲ့ဒီလိုမလုပ်ဖဲနဲ့ကိုကတော့နေခြင်းသလိုနေပြီး သူများတော့ဆရာလုံးလို့ရှိရင်ဘာဖြစ်လဲကို့ပေါ်မှာတုံ့ပြန်ပြီးတော့ မင်းငော့ခံရတာတွေဖြစ်တယ်နော်မင်းငော့ခံပလေးစားကြတော့ဘူးပေါ့အဲ့ဒီလိုလေးစားမခံရဘူးဆိုတဲ့အကုတ်ကုန်သိခါကိုကိုညင်နှောင်းလို့တို့ဖြစ်သွားပြီဒါမျက်စောပြားတတိပေးဆုံးမတာမတမကောင်းတယ်လူကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာလူကြီးပြီပြီကိုကအရင်နေပြပြီးတော့မှသူများကိုဆုံးမအဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုကတော့ကလေးကလား ူများကိုသွားဆုံးမတဲ့အခါကျတော့တစ်ဖက်သားကတော့အင်းသူတို့နေခြင်းသူတို့နေငါတို့ကြမှာလာပြောတယ်ဟိုလိုလည်းမလုပ်နဲ့တာဖနှစ်ယောက်အယက်တူတူတောက်တဲ့အခါကျအဖေလို့တဲ့ပုဂ္ဂိုလ်ကပြောတယ်ငါတော့တက်ပါဖြစ်ပြီငါတောက်လို့ရတယ်မင်းမတောက်နဲ့တော့တက်ပါဖြစ်ပြီလှုပ်ရှင်တာလှုပ်လို့ရတယ်လို့ထင်နေနော်တော့တက်ပါပြီဘယ်လှုပ်တော့မလဲ သောတပန်လက်မှတ်ရလိုက်သလားမသိဘူးငါကသောတပန်ဖြစ်သွားရင်တောက်တယ်ငါကိစ္စရှူတယ်ငါအပေတကားပိတ်ပြီးပြီဘာနဲ့ပိတ်တယ်တော့မသိဘူးသူ့အပေတကားအမင်းမတော့နဲ့မင်းတော့မင်းငဲကြလိုက်မင်းငါတော့အပေတကားပိတ်ပြီးအဲ့လိုဟာမျိုးလည်းရှိသေးတယ်အဲ့တော့ငါနေသလိုမနေနဲ့ငါပြောသလိုလုပ်ဆိုတဲ့ဟာမျိုးပေါ့နော် အဲ့လိုမဖြစ်စေနဲ့တဲ့မြတ်စွာဘုရားအတ္တနာမေဝပထမံပတိရူပေနိဝေတိအထေညာမနုဿတေယနာကိလေတေယဗန္နိတောပညာရှိဆိုတာပြစ်တင်မခံရအောင်ကိုကိုယ်တိုင်ကစနစ်တကျနေထပ်ဖို့လိုအပ်တယ်ပြီးတော့မှသူများကိုတုံသင်ဆုံးမပါဆရာလုံးမဲ့ပုဂ္ဂိုလ်တွေကိုလမ်းညွှန်မှုပြုတယ်